MNDAA ဖန်ဆီးထားတဲ့15နှစ်အရွယ်အမျိုးသမီးငယ်ကိုတလာပြတဲ့နေ့မှာပြန်လွတ်ပေးခဲ့တဲ့တဲ့မူဆယ်ကပြည်ထစာအိမ်အများစုထဲမှာပြည်သူစစ်ပိုင်းပြည်ထစာလုပ်ငန်းကလိုင်းကြီးပေးစရာမလိုဘဲကင်းလွတ်ခွင့်ရဖို့တ냐ကိုတယောက်လုံးနဲ့တက်ဆိုင်ရာကိုဆက်တပေးနေရတဲ့ဆိုတဲ့တဲ့လက်နက်ကြီးမိုင်းစစ်ကြံလက်နက်နဲ့လက်ပစ်ပုံကြောင့်လာရှိုးတီဘောနောင်ချိုနဲ့ကြောက်မဲမျိုးနယ်ကအမျိုးသားတုံးတည်ဆုံးခဲ့ပြီးကလင်းငယ်အပါဝင်၅ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့အပြင်တခြားတဲ့တဲ့တွေကိုလည်းကြားမှာပါ ပမဆောင်ကြမဲ့တရင်ကတော့တောင်တက်ထင်းတော်ကြီးထိန်ချုပ်ထားတဲ့ကုခိုင်မြို့နယ်ကကြေးရွာတချို့မှာចောင်းဆောင်အစ်စ်ပြန်ဆောက်ဖို့အကူအညီလိုအပ်နေတယ်လို့တောင်ပြည်ပညာရေးကောင်စီ TLEC ရဲ့ကုခိုင်မြို့နယ်ပညာရေးယုံမှတာဝန်ရှိသူတဦးရဲ့ပြောပြချက်အရတည်ရပါတယ်။ចောင်းဆောင်အစ်စ်ပြန်ဆောက်ဖို့အတွက်ငွေကြေးအပြင်တခြားလိုအပ်တဲ့ပစ္စည်းတွေကိုလည်းကူညီနိုင်ပြီးငါးတန်းရက်ထက်လူဒန်းတူတွေကိုပကြီပညာရှင်တွေရေးဆွဲထားတဲ့ပကြီကားတွေလက်ဆောင်ပေးသွားမယ်လို့ပြောပါတယ်။ အခုလိုနိုင်ငံရေးပြဿနာတွေကြားအလုံးကခက်ခဲနေတဲ့ကြားကာလမှာပညာရေးကလည်းရပ်တန့်လို့မရတာကြောင့်ပညာရေးဖော်ဆောင်နေတဲ့အချိန်မှာအဖက်ဖက်ကနေပံ့ပိုးကူညီမှုလိုအပ်တယ်လို့သူကဆက်ပြောပါတယ်။ပြုပြင်မဲ့စာတင်ကြောင်းတွေဟာလာမယ့်2025-2026ပညာတင်နှစ်မှာ TLEC ကဖွင့်လှစ်သွားမယ့်အကြောင်းဖြစ်တယ်လို့ဆိုပါတယ်။ ထောက်ရစီဟာတောင်ပြည်အတွင်းကကျောင်းနေအရွယ်ကျောင်းတူကျောင်းသားတွေပညာရေးအခွင့်လမ်းရရှိစေပြီးအရေးတွေးပြစ်မိတဲ့ပညာရေးစနစ်ဖြစ်ပေါ်လာစေဖို့နဲ့ပညာရေးစနစ်ကိုပုံမကောင်းမွန်လာစေဖို့ဦးတည်ပြီးအကောင့်အထည်ပေါ်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ကျောင်းမဲမှာတိန်းတတောင်းခွဲခန့်တံပိုးရှိတဲ့မူရီစီဝါကိုတောင်းတက် TNA ကဖမ်းဆီးရမိခဲ့တယ်လို့မတ်လ10ရက်မှာ TNA ရဲ့ထုတ်ပြန်ချက်အရတီးရပါဗျ။ ပြည်ခရက်မက်စလာရှိရမှာကြောက်မဲမိုးကုတ်လမ်းမပေါ်မှာ TNO ရဲ့ရဲတပ်ဖွဲ့ကမိတွေတင်လာတဲ့ကားတစ်စီးကိုစစ်ဆေးရာဆလာအိတ်အဝါနဲ့ထုတ်ပိုးထားတဲ့မူရီစေဝါကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ TNO ထိန်းချုပ်ထားတဲ့နမ်ခမ်းမိုးကုတ်ကုတ်ခိုင်ကြောက်မဲနမ်ဆန်နဲ့လာရှိုမျိုးနဲ့မိုင်းယော်တိုင်နယ်မှာပြည်ခရက်ဖေဖော်ဝါရီလအတွင်းမူရီစေဝါ30တူ85ဦးနဲ့ရောင်းဝယ်တူ9ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့တအားတက်ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်အတွင်း PSF TNA ထိန်းချုပ်ထားတဲ့ data တွေမှာမွေးရစေဝါ3ဆွဲတူ1923ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း TNA ကဇန်နဝါရီ28ရက်မှာတင်ထုတ်ပြန်ထားပါတယ်။တရုတ်မြန်မာနယ်စပ်မူဆယ်မြို့နယ်ကပြည်တစားအင်အများစုထဲမှာမှပြည်သူစစ်ပိုင်ပြည်တစားလုပ်ငန်းကလိုင်းကျေးပေးဆရာမလို့ပဲကင်လွခွင့်ရဖို့အတွက်အခွန်အနေနဲ့တညကိုတယောက်နှုံးနဲ့တက်ဆိုင်ရာကိုဆက်တပ်ပေးနေရတယ်လို့ရွှေမြေကအစုံစမ်းတရှိရပါတယ်။ တရုတ်မြန်မာနယ်စပ်မူဆယ်မြို့မှာပြည်တစားလုပ်ငန်းဖွင့်လှစ်ထားတဲ့အဆောက်အုံ39လုံးကလိုင်းကျပေးပြီးလွတ်လွတ်လပ်လပ်ဖွင့်ခွင့်ရနေတဲ့အပြင်ပြည်သူစစ်ပိုင်းတိုက်ခန်းမှလည်းပြည်တစားလုပ်ငန်းကိုဖွင့်လှစ်လောက်ကန်နေကြပြီးလိုင်းကျပေးဆရာမလို့ပဲกินလို့ခွင့်ရနေကြပါတယ်။ ဧရဇာအိမ်39လုံးဟာကောင်းမှုလွယ်ဟိုနာဆွန်စောစင်ပြူဈေးနဲ့ကာကြီးဝန်းမှာအများဆုံးရှိပြီးလိုင်းကျဲအနေနဲ့ရက်ွက်အုပ်ချုပ်ရေးမှုယုံကဆာရွက်ဆာတန်းကျဲအမည်တက်ပြီးတလ10သိန်းနဲ့အပိုင်နယ်ထင်းကိုတလ15သိန်းပေးနေရတယ်လို့ရွှေဖြူမြရဲ့တရင်ရင်းမြစ်ကပြောပါရယ်ဗီဒီယိုစစ်ပိုင်းတိုက်ခန်းမှာပြည်ထစာလုပ်ငန်းကလိုင်းကြီးပေးစရာမလိုပေမဲ့နေထိန်တွေကိုတညတခန်းတယောက်လုံးနဲ့ပေးဆောင်နေရပါတယ် ပြည်တစားယုံဟာမူဆယ်မြို့စင်ဖြူစေးရှိပြည်သူစစ်ပိုင်းဆယ်ပေနဲ့95ပေဝန်းကျင်ရှိအခန်းတစ်ခန်းကိုအမျိုးသမီး30ဦးဝန်းကျင်ကပြည်တစားအလုပ်လုပ်ကိုင်နေကြပါတယ်။ပြည်တစားလုပ်ငန်းလုပ်ကိုင်သူအများစုဟာပွဲစားအဆက်တွေကနေတဆင့်တရုတ်ပြည်ဖက်အလုပ်လုပ်ကိုင်ဖို့လာကြပေမဲ့ဝင်လို့မရပဲနေရပြန်ဖို့လမ်းစင်းမရှိတာကြောင့်ဝင်ရောက်လုပ်ကိုင်ကြတူတွေဖြစ်တယ်လို့ဆိုပါတယ်။ ကြည်တစာလုံလုံတူတွေရဲ့မပွန်တင်ကိုခေါင်းဆောင်ကတင်ယူထားပြီးအ ਨੇ ဆုံး၃လလောက်ကန်ရမယ်လို့ပြောပြီးထွက်ပြေးပါကတာဝန်ခံပြည်သူစစ်ကဖမ်းဆီးရိုက်နှက်တဲ့အပြင်တချို့ကိုတပ်ပစ်တာလည်းရှိတယ်လို့စုံစမ်းတရှိရပေမဲ့ရွှေဖြမြေအနေနဲ့တရားအတည်မပြုနိုင်သေးပါဘူး။လာရှုံမျိုးနဲ့မိုင်းရော်တိုင်းတွေကကိုကန်တက် MNDAA ဖန်ဆီးထားတဲ့15နှစ်အရွယ်အမျိုးသမီးငယ်ကိုတလပြည့်တဲ့နေ့မှာပဲပြန်လွတ်ပေးခဲ့တယ်လို့မီတာစုဝင်တွေကပြောပါရတယ်။ အဲ့ဒီအမျိုးသမီးဟာလုံဝန်းကျေးရွာကအသက်15နှစ်အရွယ်နိုင်ရင်ဟောင်ကိုမတ်လ9ရက်မှာပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ9ရက်ကကိုကန်တတအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားရာကနေတအူးတေဆုံးခဲ့ပြီးနိုင်ရင်ဟောင်ကြောင့်ဆိုပြီးကိုကန်တကဆွဆွဲဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ စ်ကြံလက်နဲ့မြင်မြုံမိုင်းလက်ပစ်ပုံနဲ့လက်နက်ကြီးပြစ်ခတ်ခံရမှုကြောင့်တီဘောနှောင်ချိုလာရှိုနဲ့ကြောက်မဲစာရီမြို့နယ်ကအမျိုးသားသုံးဦးတည်ဆုံခဲ့ပြီးကလင်းငယ်အပါအဝင်၅ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရတီးရပါတယ်။ အဲ့ဒီဖြစ်စဉ်တွေဟာပြီးခဲ့တဲ့မတ်လ9ရက်ရှိရက်9ရက်ကဖြစ်ပွားခဲ့တာဖြစ်ပြီးဒီဘောမျိုးနယ်ကအသက်56နှစ်အရွယ်အမျိုးသားဟာတောင်ရတွားရင်မိုင်းနေမိခဲ့တာလာရှုမျိုးနယ်ကအသက်30အရွယ်ဒေါ်မ်ခေါင်ဟာဟင်းချန်တဲ့မျက်ရှင်းနေချိန်စစ်ကြံလက်နက်ကိုပေါက်မိခဲ့လို့ဒဏ်ရာရတာနောင်ချုံမျိုးနယ်မှာလည်းစစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ကလေးငယ်တအူးထိခိုက်ဒဏ်ရာရတာ ကြောက်မဲမြို့နယ်မှာလဲခောက်ဆွဲဆိုင်တစ်ဆိုင်တည်းမှာအမျိုးသားတဦးကဘယ်ကနေယူလာမဲမတီးတဲ့မိုင်းကိုလွယ်အိတ်ထဲထည့်ထားချင်းမတော်တဆဆွဲမိတာကြောင့်ပောက်ကွဲမှုဖြစ်ပြီးနှအူးပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့မှဆိုင်ရှင်အပါဝင်၃ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ရွှေဖီမီယာပြုစုထားတဲ့စီးရင်အရဇန်နဝါရီလနဲ့ဖေဖော်ဝါရီလအတွင်းရှမ်းမြောက်မှာမြေမြုပ်မိုင်းနဲ့ဆစ်လက်နက်အကျဉ်းချံကြောင့်ကလေးငယ်၃ဦးအပါဝင်၉ဦးတေဆုံးပြီးကလေး၄ဦးအပါဝင်၁၁ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီတစ်ပတ်သတင်းကတော့ဒီလောက်ပါပဲရှင်ရွှေဖူမီရဲ့အပတ်စဉ်သတင်းကိုကြည့်ရှုနားဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။